အနာသိစကောင်စီဟာငလင်တန်ကြုံနေရတဲ့စကိုင်းတိုင်းအပါဝင်ချင်းပြည်နယ်တဲကနေရာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရသာပြည်သူ40နီးပါးတိစုံခဲ့ရပါတယ်စကိုင်းတိုင်းဝမ်းသူမြို့နယ်တဲကနန်းခမ်းမြော်ကိုဧပြီလ9ရက်နေ့ကဘုံကျဲတိုက်ခိုက်ခဲ့မှုမှာရွာသူရွာသား26ဦးတိစုံခဲ့တယ်လို့ဧပြီလ10ရက်နေ့ကကောလင်းမြို့နယ်အင်ပင်လှရွာစာတင်ကျောင်းကိုဘုံကျဲမှုမှာလဲ14နှစ်အရွယ်အမျိုးသမီးတဦးတိစုံခဲ့ရပါတယ် ပြပြဒီနေ့လေချောင်းတိုက်ခိုက်မှုပြုလုပ်သွားတာကျွန်တော်စကိုင်းတိုင်းကွန်လင်းမြို့နယ်အိမ်မလချေးရွာကိုလုပ်သွားတာဗျအိမ်မလချေးရွာကိုဒီကောင်လေးချက်ဖိုက်တာနဲ့ပေါင်900ဘုံဒီနှလုံးချသွားတယ်ဟိုဟာကလေးငယ်တဦးတိတ်ဆုံးပြီးတော့ကျွန်တော်အရတားအရတား3ဦးလောက်ကထိခိုက်တိုင်ရန်ရသွားတယ်ဗျအခုလက်ရှိလေအဲ့ဒီအနီးဝန်းကျင်ကရှိနေတဲ့ကျွန်တော်တို့ပြည်သူတွေအကုန်လုံးကတော့ရှောင်တိန်နေရတယ် ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မြို့နယ်တဲကဖွေရွာကိုဧပြီလ9ရက်နေ့ကဘုံကျဲတိုက်ခိုက်မှုမှာရဲသား6ဦးသေဆုံးခဲ့ပြီးဧပြီလ10ရက်နေ့ကဒီတိန်မြို့နယ်စိုင်းစံရွာဘုံကျဲမှုမှာတော့6ဦးသေဆုံးခဲ့ရပါတယ်။ဖွေရွာကခရီးရန်ဖျားကြောင်ဘုံကျဲတိုက်ခိုက်ခံရမှုမှာတော့ဓမ္မဆရာတအူးနဲ့ကလေးငယ်တွေပါဝင်သွားခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီဟာငလင်ကယ်ဆယ်ရေးအတွက်ဆိုပြီးဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိအပြစ်ရတယ်လို့ကြေညာထားပြီးငလင်တန်းကြုံတွေ့နေရတဲ့ပြည်နယ်နဲ့တိုင်းတွေပါဝင်နေရာအတော်များများမှာဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။စကိုင်းတိုင်းဆိုရင်ငလင်တန်းကြုံနေရတဲ့တိုင်းတစ်ခုလည်းဖြစ်ပါတယ်။အာ3နိုင်ဝန်းကျင်မှာ Jet Fighter 3စီးနဲ့ပေါင်900ဘုံပေါ့လေ။အဲ4လုံးပြည့်တယ်ခင်ဗျ။6နိုင် ဝင်ကျင်လောက်မှာတစ်ချိန်လာပြည့်တယ်ခင်ဗျာဂျက်ဖိုက်တာတစ်စီးနဲ့ဟဲ့လားတလုံးနဲ့ပေါ့ဒါရီတွေမကသေးပါဘူးစစ်ကောင်စီဟာငလင်ဆလုပ်စဉ်မလ28ရက်နေ့ကလေချောင်းတိုက်ခိုက်မှုတွေရပ်တန့်သွားတာမရှိခဲ့ပဲအဆက်မပြတ်လှုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကကောက်ခံထားတဲ့စီးရင်တွေအရမလ28ရက်နေ့ကစလို့ဧပြီလ8ရက်နေ့အထိစစ်ကောင်စီကလေချောင်းတိုက်ခိုက်မှု62ကြိမ်ပြုလုပ်ခဲ့ပြီး ်အသက်18နှစ်အောက်ကလေးငယ်6ဦးအမျိုးသမီး30ဦးအပါဝင်အယက်သားပြည်သူ82ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်ကြီးကတော့လေဟိုဟိုသူတို့တွေကလေအဲ့ဒီဟို PDF တွေရှိတယ်လို့ဟိုဘာတော်လိုင်းရင်းသမားတွေရှိတယ်ဆိုပြီးတော့ရှောက်ရှောက်ပြီးတော့အဲ့လို online ပေါ်မှာလည်းအဲ့သူတို့ lobby ရေးကြတယ်ကွာနော်အဲ့ရေးတဲ့ဟာလေးတခုလည်းကျားတော့တွေ့မိတာမရှိဘူးကျွန်တော်တော့တွေ့ရတယ်ပေါ့နော် အဲအဲ့လိုမျိုးကြီးရေးပြီးတော့ပြီးရင်လည်းဘုံနေကျဲတယ်ပေါ့နော်ပြီးရခါမှာတကယ်တမ်းကျတော့အဲ့ဒါကဟိုတော်လိုင်းအင်အားစုတွေနေရဲ့နေရာမဟုတ်ဘဲနဲ့ဒီတီတူတွေရဲ့နေရာတွေပဲဖြစ်တာပေါ့နော်အဲ့တော့ဆိုလိုတာကတမင်သက်ကိုရေချက်ရှိရှိပဲအဲလုပ်နေရလို့ပဲကျွန်တော်တို့ကဒီလိုပဲသုံးသပ်တယ်ငလင်ကာလအတွင်းမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်အပြန်အလှန်အပြစ်ခတ်ရစေးကြီးညာထားတာတွေရှိပေမဲ့ စည်တင်းမှမူရှိတဲ့နေရာတွေမှာစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးမှုတွေကြောင့်အပြန်အလှန်တိုက်ပွဲတွေလေကြောင်းတိုက်ခိုက်မှုတွေကလည်းဇက်တိုက်ရှိနေတာလို့ဆိုကြပါဗျ။ဒါအပြင်စစ်ကောင်စီကတိုက်ပွဲမရှိတဲ့ဒေသတွေနဲ့သူတို့လက်လွတ်ထားရတဲ့ဒေသတွေကိုလည်းပြည်သူတွေနေထိုင်လို့မရအောင်လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လုပ်နေစေဖြစ်ပါတယ်။တိုက်ခိုက်မှုပုံမှာဘာမှတော့ပြောဖို့မရှိပါဘူး။ဟိုစကားစတော့ဒါဟိုမင်းတပ်မှတိုက်တာမဟုတ်ပါဘူး။ကိုပြည်သူကိုငလင်း တန်ခါနေတဲ့ဂျီတူရောင်ပုံကျဲတည်တာပဲဆိုတော့ကျွန်တော်တို့တခုခုမှတ်ချက်ဖြတ်အချလို့လည်းဘာမှထူလာမယ့်ဟာမဟုတ်ဘူးလေနော်ဒီဒေါ်လိုင်းလောက်ကြတယ်ဆိုတော့လုံးဆက်ရှိတာဆက်လို့တော့ကြပွဲလို့ပါတယ်အထူးတလေဘာမှရှုတ်ချဖို့ဘာမှပြောစရာမရှိပါဘူးပြောရင်လည်းမထူပါဘူးအလုံးလုံးပွဲလို့ရတာပါခင်ဗျဟုတ်ကဲ့ပါ